ဘာဘီကဘလွန်ဒေါဆုကိုတကြိမ်တည်းမကရနိုင်တယ်လို့သုံးသပ်လိုက်တဲ့မိုရီရေမတစ်တင်ရဲ့ဝါရင်ကစားသမားကြီးလူကာမိုရီကကလပ်သင်းပေါ်ကီလီယန်အမ်ပါဘေဟာသူ့မြင်ဘူးသမျှအကောင်းဆုံးကစားသမားတွေတဲကတူးလို့ချီးမွမ်းခဲ့ပြီးဘလွန်ဒေါဆုကိုပါတကြိမ်တည်းမကဆုခူးနိုင်တယ်လို့မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်ဒီညွေကမှ PSG ကနေသူ့ရဲ့အိမ်မက်ကလပ်တင်းဖြစ်တဲ့ရေမတစ်တင်းစီအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီးအခုရေကစားသမားဘဝပွဲဥတ္တရာဒီမှာပဲဂိုးတွေတော်လီသွင်းယူထားနိုင်ခဲ့ပါတယ်အသက်26နှစ်အရွယ်ကစားသမားဟာဒီရာဒီမာရီရဲ့အတွက်ပြိုင်ပွဲဆုံးပွဲပေါင်း43ပွဲကိုပါဝင်ကစားထားရင် ဂိုး30ကြီးတွင်းယူပေးထားသလိုလေးဂိုးဖန်တီးထားနိုင်ကြပါတယ်။ဒါပြင်အသေးနဲ့ဒီဥရောပစူပါဖလား FIFA ကမ္ဘာတိုက်ကြီးဖလားတို့ကိုရရှိထားပြီး Triple လမ်းကြောင်းပေါ်မှာလည်းဆက်လက်ရှိနေသေးပါတယ်။ဘာပေနဲ့ပတ်သက်ပြီးလူကာမိုရီက "तू ကကမ္ဘာအကောင်းဆုံးမသားသမားတွေကတယောက်ပါ။သူ့မှာအရင်ကမမြင်ဘူးတဲ့အရာတွေလှုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေရှိပါတယ်။"ဘာပဲနဲ့ပတ်သက်ပြီးကျွန်တော်အထင်ရှားဆုံးချီးကျူးစရာကသူ့ရဲ့ပင်ကိုဇိုင်းနဲ့နေထိုင်မှုပုံစံပါပဲ။ဒါဟာအန်အားတင့်စရာကောင်းတဲ့လူငယ်တစ်ယောက်ဖြစ်ပြီးအလွန်စိတ်ထားနှိမ့်ချကအမြဲတမ်းဟာသဉဏ်ရှိပြီးတော့အသိမော်တွေကိုကူညီဖို့အစဉ်အသင့်ဖြစ်နေတတ်ပါတယ်။ ။ "तू ဟာအလွန်တင်ငင်သူတယောက်ပါ။အပြင်ကကြည့်ရင် तू ရစီဟာအကောင်းဆုံးမဟုတ်ဘူးလို့ပြောကောင်းပြောနိုင်ပေမဲ့ तू ဟာကို30ကျော်သွင်းနိုင်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့အကောင်းဆုံးရာသီဆိုရင်ဘလို့ဖြစ်မလဲလို့တွေးကြည့်ပါဦး။ तू ကကျွန်တော်မြင်ဘူးသမျှနဲ့အကောင်းဆုံးဥသားသမားတွေကတယောက်ပါ။တေချာက तू ဟာဘလွန်ဒီယိုစုကိုတစ်ချိန်နဲ့မဟုတ်ပဲအချိန်ပေါင်းများစွာရနိုင်ပါလိမ့်မယ်လို့သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချက်ပြတ်တယ်